k a y t o k g e c k o gecko t o k gecko ဒီနေ့သောသားမိမျိုးတို့ရွေးချယ်ထားတဲ့အကောင်လေးကတော့တောက်တဲ့အကြောင်းပဲဖြစ်ပါတယ်တောက်တဲ့ရဲ့အရောင်နဲ့အရွယ်စားကိုအရင်ဆုံးပြောပြမယ်နော်တောက်တဲ့ရဲ့အရောင်ကအပြာရောင်မိခိုးရောင်နဲ့အနီရောင်အဆက်အပြောက်တွေပါရှိပါတယ်တဲ့ အရွယ်အစားကတော့အရွယ်ရောက်ပြီးသားတောက်တဲ့တကောင်ကစနစ်ကနေ15စင်တီမီတာအထိကြီးထွားပါလေတဲ့တောက်တဲ့အော်သံကထူးကြပါလေတဲ့ညဘက်မှာ ပိုပြီးစူညံစွာအော်ပြီးရှိပါလေတဲ့တောက်တဲ့တွေကအိမ်နေရမှာကပ်ပြီးတော့နေနိုင်တယ်သူတို့ခြေပေါ်ကမှအမွှေးနှုတ်တွေပါတာကြောင့်နယံတို့မှန်တွေပေါ်တော့လွယ်လွယ်ကူကူကပ်ပြီးတော့သွားနိုင်ပါလေတဲ့ တောက်တဲ့တွေကအင်းဆက်တွေကိုစားတော့ပါတယ်တောက်တဲ့တွေကအိုးမွှားချင်းရင်းငောင်းတွေကိုဖမ်းပြီးတော့စားတော့တတ်ကြပါတယ်တောက်တဲ့တွေကိုအရှိတောင်အာရှနိုင်ငံတွေမှာအများဆုံးတွေ့ရပါတယ်တဲ့နောက်ပြီးသူတို့ရဲ့ထူးခြားချက်ကတော့သူတို့အမီးကပြုတ်ချသွားရင်နောက်မှအစ်စ်တစ်ဖန်ပြန်ပြီးတော့အမီးပြန်ပေါင်းနေပါတယ်တဲ့ကဲအခုတောက်တဲ့အကြောင်းကိုပြောပြပေးပြီဆိုတော့မိကုံးလေးတွေဖြစ်ကြည့်အောင်တောက်တဲ့ကဘာတွေစားတော့လဲတဲ့အသီးအနှံနှစ် အင်းဆက်ပိုးမွားဟုတ်ပါရဲ့အင်းဆက်ပိုးမွားဆိုရင်အဖြေလေးတွေမှာပါရဲ့ကဲအခုတသမီမီတို့တောက်တဲ့အကြောင်းသိသွားပြီဆိုတော့နောက်ထပ်အကောင်လေးတွေအကြောင်းလည်းဆက်ပြီးလေ့လာကြည့်အောင်နော်